ကဲကျွန်တော်ကတော့ခုနခုနကျွန်တော်ပြောသလိုပဲပေါ့နော်ဒီမှာဒီ box ကိုကျော်သွားရင်ကျွန်တော်က short မယ်လို့ပြောထားတယ်နော်အဲ့ဆိုတော့အဲ့တိုင်း short တယ်ပေါ့နော်ခုကအာတကယ်ပွင့်လင်းပြောရရင်ဒါကျွန်တော်ဝင်ထားနေရပေါ့နော်ဒီမှာအာဒီမှာပေါ့၄6 19ဒသမ39ပေါ့เนาะဒါကျွန်တော်ရဲ့အာ stop loss ပေါ့เนาะ stop loss နေရ stop loss နေရပြီးတော့ကျွန်တော်ဝင်နှားနေရကြောဒီမှာ58ဒသမ56ပေါ့เนาะကျွန်တော်ဒီမှာ minus တင်မှာတော့29ပေါ့เนาะဒီနေရာလေးမှာကျွန်တော်ဝင်လိုက်တယ်တကယ်ကတော့ကျွန်တော်ကဒီ box scale ကနေကြော်ရင်ကျွန်တော် shop မယ်လို့ကျွန်တော်ပြောထားတာဟုတ်တယ်မလားခုနကျွန်တော်ပြောလေ အာတကယ်ကျွန်တော်ကလောင်းပါအပေါ်တိလောင်းလို့ရတယ်ဒါပေမဲ့ခုနပြောသလိုဘာမှလည်းမပြတော့ကျွန်တော်ညင်နေတယ်ညင်နေပြီးတော့ကျွန်တော်ပြောသလိုတွေ့ကြုံရပါဘောเนาะအာ box ထဲမှာကျွန်တော်နေနေသေးရယ်အခုကသူကဒီ box ကိုဒီမှာကြည့်နော်ဒီ box လေးကိုသူတို့ကကျော်လာတယ်ကျော်လာတော့ကျွန်တော်ဒီမှာစပြီးတော့ဝင်လိုက်တယ်ဘောเนาะတီးတသာကျော်သွားဆိုတော့ဒီမှာကြည့်ဒီချောင်းကိုမှကျော်လာတယ်เนาะခုနကျွန်တော်တို့ကိုယ့်ကားဖြစ်တဲ့အချောင်းကြီးမှကျော်သွားတယ်အဲ့တော့လို့ကိုယ့်ကားဖြစ်တဲ့အချောင်းကြီးပါကျော်သွားတဲ့ခါကျတော့ ကျွန်တော်ကတခါလဲဝင်လိုက်တော့တယ်ဟောနော်ဝင်လိုက်တယ်အာဝင်လိုက်ပြီးတော့မှဒီမှာကျွန်တော် stop loss က0.619ဒသမဒီလောက်လောက်မှာထားပါဘောနော်0.619ဒသမ39မှာထားတယ်เนาะဒီမှာရှိ0.619ဒသမ39เนาะအနီရောင်လေးနေပါဘောနော်ဝင်လာကြတော့ဒီမှာ0.58ဒသမ56ပေါ့เนาะ finance တိုင်းမှာတော့နည်းနည်းလေးနင်းပါဘောဒါမဲ့လဲအော်ဒသမအလောက်กว่าဆိုတိတ်တော့လဲပြဿနာတော့မရှိပါဘူးเนาะအဲ့တော့ဒီချိန်မှာကျွန်တော်ဒီ ဒီ ठी short လို့ရမယ်လို့ကျွန်တော်ထင်တယ်။အဲဒါကြောင့်ကျွန်တော်ဒီတမ risk to work ကိုကျွန်တော်က2.5လောက်ထိတော့ထားထားတယ်။2.5ပေါ့နော်ဒါကျွန်တော်ဒီ ठी ကိုထိသွားရင်ဒါကျွန်တော်ရှုံးပြီးဝင်ထားတာဒီမှာဒီ ठी ကိုရောက်ပြီဆိုရင်ကျွန်တော်ဒါနိုင်တယ်ပေါ့နော်ဒီလိုပြောလို့ရတယ်။အဲဒါဆိုတော့မြင်ထားတဲ့အမြင်ကတော့ကြည့်လိုက်တော့လေဒီမှာပေါ့နော်ဒီချောင်းကြီးကတက်လာတယ်ဒါပေမဲ့ကိုယ့်ကိုယ်ကြီးဖြစ်ပြီးတော့အပေါ်အောက်ကိုဆွေသွားတယ်ဆွေသွားပြီးတော့ဒီမှာသူဒီ နီချောင်းကြီးပြတယ်ဒီနီချောင်းကြီးလည်းထပ်မကြလာပဲနဲ့အပေါ်ဆက်တက်တယ်ဆက်တက်ပြီးတော့ဒီမှာထပ်ပြီးတော့မှအောက်ဆင်းနဲ့အောက်ဆင်းနဲ့အောက်ဆင်းနဲ့ဒီမှာအင်းတို့ဆင်းချလာတာပေါ့နော်ကျွန်တော်တို့ဒီကနေပြီးတော့ဒီ box ကိုဖောက်ပြီးဆင်းချလာတာအဲ့ဒါဆိုတော့သူဒီဒီပေါ်ပြန်ထပ်တက်ဖို့ဆိုတာကတော့နည်းနည်းတော့ခတ်တယ်လို့ပြောလို့တော့ရတယ်လို့ထင်တာပဲနော်ပေါ့ဆိုတော့ကျွန်တော်က box အပြင်ကိုထွက်ရင် short မှာလို့ပြောထားတာဟို confirmation ရရင်ကျွန်တော်က ဝင်မယ်လို့ပြောထားတာမဟုတ်ဘူးလေနော်အဲတော့ပြောခဲ့တာအခုကဘာ confirmation မှမရှိဘူးဘာ gap မှလည်းမရှိဘူးဖြစ်နေတယ်မရှိတော့ကျွန်တော်ကဒါကြောင့်မလို့ဒီ box ရဲ့အပြင်ရောက်ရင်ကျွန်တော်ဒီ short လိုက်တဲ့သဘောပဲနော်အဲဆိုတော့ဒီရဲ့ဒီဟာပေါ့နော်ကျွန်တော်တို့ဟိုကမ်ဘတ်ကနေကျွန်တော်တို့စကြည့်မယ်ဆိုလဲဒီတိဆွဲတဲ့ထားပါတော့ဒါဆိုလဲကျွန်တော် short တာက တကယ်ကတော့ဒီပေါ်နားလောက်ကနေရှို့အောင်ပါဘောနော်အပေါ်နားလောက်ကနေရှို့အောင်ပါဒီအခုဒီနားလောက်ကနေရှို့အောင်ပါဒါမဲ့လေဒီပေါက်ကြီးရဲ့အတွင်းမှာဆိုတော့ကျွန်တော်ဒီမလုတော့နော်မလုတော့ထားတော့ဒီတိုင်းပဲထားလိုက်တော့တယ်နော်ချင်းနေရာဒီတိုင်းပဲထားလိုက်တော့တယ်ကမ်ပတ်ကိုလည်းမကြည့်တော့ဘူးဖြတ်လိုက်တော့နော်အဲ့လိုသဘောမျိုးလုထားတာပဲရှိပါတယ်အဲ့တော့ဒီ2.5လောက်ကိုရောက်တယ်ဆိုရင်ကျွန်တော်ရမယ် အဲ့ဆိုတော့ဒီ2.5ကကျွန်တော်ကဘယ်ရလေးကြည့်ပြီးထားလဲဆိုတော့ဒီဘက်မှာတည်လားအဲဒီနားလေးတည်လားအဲဒီနားကသူတို့ဒီဒီရဲ့ order block မြင်လားမသိနော်ဒါလေးဒီ order block ဒီရဲ့ order block ကိုလာနိုင်တယ်အဲဒီ cup ကိုသူတို့ဒီလာနိုင်တယ်ဖေးနိုင်တယ်နော်ဒါကြောင့်လို့ကျွန်တော်ဒီနားလေးကိုလာပြီးတော့ထားထားတဲ့သဘောပါပဲโอเคအဲ့ဆိုတော့အဆင်ပြေမယ်လို့တော့ထင်ပါတယ်အာတင်နီးရလေကျွန်တော်ကဟို ကြည့်ပြီးတော့ကျွန်တော်ပိုင်ကျွန်တော်တခါတည်းဟိုတင်ချလိုက်သလိုဖြစ်သွားတာပေါ့နော်အဲ့လိုတင်ချလိုက်သလိုဖြစ်တော့သူကမခတ်ပါဘူး short မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာလေးဒီမှာ short position ကလေးရှေ့အဲ့ဒါလေးနှိပ်လိုက်အေး sorry အဲ့ဒါမဟုတ်ဘူးနော်ဖြတ်လိုက်အောင်ပါဘာညှိမိမိလဲမသိဘူးနော်အာဒီမှာဒါနဲ့ဒါနဲ့ရှေ့ဒါနဲ့ဒါနဲ့နှစ်ခုရှေ့အဲ့ဒါကိုနှိပ်လိုက်တစ်ခုနှိပ်လိုက်အာဒါကဒါလောင်းကြီးဗျဒါလောင်းခဏလေးနော် ျွန်တော်တော့ယူမကြိုက်ဘူးဒါဘာဖြစ်လို့လို့ဖြစ်နေလဲမသိဘူးဆင်ញင်ပါတယ်နော်တိုက်ရလာနေရရှော့ကကြတော့ဒါနော်ဒီမှာဒါလေးဟဲ့ဟုတ်ဘူးဒါလေးလောင်ပါရှော့ထမအဲ့တော့ရှော့နော်ဟိုဒါလေးကိုကျွန်တော်တို့ကဒါလေးကျွန်တော်တို့ဆွဲလာဆွဲပြီးရင် auto fix ကြောက်လားမသိနော် auto fix လေးပြေးလိုက်အောင်မထင်လဲအဲမဟုတ်ဘူး plus button ခုကြောက်မလို့ထင်တာပဲတော့မှားမှားနေပြီလဲမသိကျွန်တော်အဲ့တော့ဒီမှာကြည့်ကျွန်တော်ဒီမျိုးလေးပေါ့နော်ဒီမျိုးလေးသွားထားပြီးတော့မှဒီမျိုးအောက်ကိုဆင်းလိုက်တယ်အဲဒီနားလေးမှာသွားထားလိုက်တာပဲပေါ့နော်ကျွန်တော်ဝင်နေနေရတာမှာကျွန်တော်သွားပြီးတော့အော်โอเคငါဒီလောက်လောက် short မယ်ဆိုပြီးတော့ကျွန်တော်ကပါလဲသွားထားလိုက်တဲ့သဘောပဲနော်အားလေးပဲဘာမှမခတ်ဘူးအဲ့လိုသွားထားလိုက်တယ် အဲဆိုတော့ဒါလေးကိုကျွန်တော်ပြန်ချေဦးမယ်တော်ကြာကြာအရင်ကတ်သွားရင်စမပြေဒီ6နှစ်3ရက်တက်မှ3-5လောက်မှအဆင်ပြေမယ်အရင်ကတ်သွားလို့ခံစားရတယ်ဖြစ်တလောက်လေးချောင်း একটু কোডের মাসে খন ওকে আচ্ছা তে কোডের মাসে খন লাভ গাও না আমি নেনে রি প্ল্যান মা বো আলি বিয়ান চিনলাম 461 কোডের মাসে খন ওকে 461 နော်အဲ့ဒါလေးကျွန်တော်ဒီနားမှာကတ်ပြီးတော့ကျွန်တော်ထားလိုက်တယ်ထားပြီးတော့ကျွန်တော် Binance တင်မှာသွားပြီး set တင်သွားချိန်လိုက်တယ်ဒါပဲနော်ဟောချက်ကြည့်နေရတော့ဒါဒီလိုပဲကျွန်တော်ကြည့်တာပဲအနောက်ကျမှ Binance တင်မှာဘယ်လိုသွားထည့်တယ်ပါလဲညာလိုက်ရတော့ကျွန်တော်ပြန်ပြီးတော့ပြောပြပြီးပါမယ်နော်အခုကြတော့ကျွန်တော်ကဘယ်လိုခေါ်မလဲခုမှစတာဆိုတော့လေကျွန်တော်က ရုပ်တည့်ကြီးနော်ဟိုအဖြစ်လို့မရအောင်ဖြစ် Okay အဲ့ဆိုတော့ဒီအောက်ကိုဒါလေးထိရောက်သွားပြီဆိုရင်ဒါကျွန်တော်ရမယ်ပေါ့နော်ဟာဒါကြီးပြန်ဖက်လိုက်တော့နော်အာဒါလေးတိရောက်သွားမယ်ဆိုရင်ဒါကျွန်တော်နိုင်မယ်ဒီဘက်ကိုပြန်တက်သွားမယ်ဆိုတော့ကျွန်တော်ရှုံးเนาะ အဲ့တော့ကျွန်တော်တို့ကပြောတာ New York Open ရဲ့အပေါ်မှာဆိုရင်ကျွန်တော်တို့ကပါလဲရှော့မယ်အောက်မှာဆိုမှလောင်းပါလို့ပြောတာအခုကတော့ကျွန်တော်ဒီပါလဲ New York Open အောက်မှာပဲကျွန်တော်ဒီရှော့လိုက်နော်ဟောတော့ကျွန်တော် box ကိုကြည့်တာပေါ့နော် box ကိုကြည့်ပြီးကျွန်တော် chart လိုက်တော့တယ်နော် box ကိုကြည့်ပြီး chart လိုက်တော့တယ်အဲ့တော့ဒါလေးကစင်ပြေမယ်ထင်ပါတယ်အဲ့ဆိုတော့ဒါလေးကိုကြည့်ပြီးတော့ တစုံတစ်ခုအကျိုးရှိသွားမယ်လို့လည်းမျှလင့်ပါတယ်။အာဒါကျွန်တော်အခု set up တင်တဲ့အထိကျွန်တော်ပြလိုက်တာပေါ့နော်ဒီကျွန်တော် trade ကိုဘယ်လိုကြည့်ရဲပြီးရင်ဒီမှာကျွန်တော်ဘယ်လို set up တင်ပြီးတော့ဘယ်လိုဝင်လိုက်တယ်ဘယ်စီမှဝင်တယ်ဘယ်စီမှရှုံးခံတယ်ဘယ်စီမှမျက်ယူတယ်ပေါ့နော်ဒါကိုကျွန်တော်ပြလိုက်တာပါ။အားဆိုတော့ဒါကြီးနဲ့ပတ်သက်ပြီးတော့မေ့ချင်တဲ့လူရှိနေတယ်။အာ comment မှာမေးလို့ရပါတယ်။အာကျွန်တော်ရဲ့ဒီဒီ trading ပုံစံလေးကိုသဘောကျရဆိုရင်ကျွန်တော် YouTube channel ကိုလည်းအာ like and subscribe လုပ်ပေးထားလို့ရပါတယ်။ အာကျွန်တော်ဒီ TikTok channel မှာအာ TikTok channel ရဲ့ကျွန်တော်ရဲ့ပုံရိပ်အောက်မှာဗောနော YouTube link လေးတင်ပေးထားပါဗျ။အဲ့မှာသွားပြီးတော့ဟာလာ YouTube မှာသွားပြီး like and subscribe လုပ်ပြီးတဲ့ခါကျတော့ကျွန်တော်ဒီအာ trading လုပ်ထားတဲ့ဟာလေးတွေကြည့်လို့ရပါဗျ။ဟုတ်ဟုတ်။အဲ့တော့ဒီနေ့ဒီလောက်ပါပဲကျွန်တော်ဒီလောက်နဲ့ရပ်ထားလိုက်တော့မယ်နော်။အဲ့တော့မနေ့ပြန်ချမှာကျွန်တော်ဆက်ပြီးတော့ဟာလာနိုင်လားရှုံလားပြမယ်လीနော်။ကျွန်တော်အာဒီလိုမျိုးလေး live နှုတ်ရင်းနဲ့ပြပါမယ်ဗျဟုတ်ကျေးဇူးတင်ပါတယ်အဲ့ဒါဆိုတော့အခုတော့နိုင်မယ်လို့ထင်တာပဲဘာလို့ဆိုတော့တဖြည်းဖြည်းတော့ဆက်ကြလာတာပဲโอเคတက်တာပါအဲ့ဒါဆိုတော့